မင်္ဂလာပါခုစရာစပြီးတော့အောက်တိုဘာလ18ရက်နေ့တောက်ကြနေညပိုင်းသတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနရဲ့ရုပ်သံသတင်းအစီအစဉ်တွေကိုစတင်နေပါပြီကျမအာမီပါ ကချင်ပြည်ဖက်ကန့်ဒေတာကနောက်ဆုံးရစစ်ရေးသတင်းကိုအရင်ဆုံးပြောပြပါမယ်။ငါးလကျော်အကြာဒီစစ်ရေးလှုပ်ရှားမှုတွေလုပ်ခဲ့တဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တချို့ဟာဆိုလို့ရှိရင်အခုရပိုင်းအတွင်းမှာပဲဖက်ကန့်ဒေတာကလည်းပြန်ပြီးတော့ထွက်ခွာသွားတယ်လို့ဒေတာကန်သတင်းအရင်းမြစ်တွေကပြောပါရယ်။စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာအောက်တိုဘာလ14ရက်နေ့ဝင်းကျင်လောက်ကလေးကစပြီးတော့ဆုတ်သွားတာဖြစ်တယ်လို့ဆိုကြပါရယ်။အခုလိုမျိုးစစ်ကြောင်းတွေအဲဒီဆုတ်သွားတာပေါ့လေရုတ်သွားတာဟာဆိုလို့ရှိရင် တက်အပြောင်းအလဲလှုပ်တာဒါမှမဟုတ်တခြားတိုက်ပွဲဖြစ်နေတဲ့ဒေသတွေကိုစစ်ကူပို့တာလည်းဖြစ်နိုင်တယ်လို့ခန့်မှန်းကြပါတယ်ထွက်ခွာသွားတဲ့စစ်ကြောင်းအင်အားဟာဆိုလို့ရှိရင်လူ100ကနေ200ဝန်းကျင်လောက်ရှိနိုင်တယ်လို့ဒေသခံတွေကခန့်မှန်းပြောဆိုကြပါတယ်အရင်ကတက်ဆွဲထားတဲ့အ धिक နေရာတွေဖြစ်တဲ့မော်စီစာဖျားကုန်းနဲ့ဒီစွန်ဘုံပေါ့လေအမိုက်ပုံနေရာအဲ့ဒီနေရာတွေကနေဆုတ်ခွာသွားကြတာပဲဖြစ်ပါတယ်သူတို့တွေဟာဖကံမျိုးအဝင်ဒီ ရန်ချက်ဆက်ယုံကိုဖျက်ပြီးတော့ဖက်ကန်ကမိုင်းလမ်းဘက်ကိုဥတီပြီးတော့ထွက်သွားတယ်လို့လည်းဆိုကြပါဗျ ထွက်သွားတဲ့လမ်းကြောင်းတစ်လျှောက်မှာလည်းကချင်လွတ်လပ်ရေးတပ်မတော် KIA နောက်ပြီး PDF ပူပေါင်းအဖွဲ့တွေနဲ့ပြစ်ခတ်မှုတွေဖြစ်နေပါတယ်။အရေးကြီးတဲ့အချက်ကတော့ဒီစစ်အင်အားအားလုံးကအပီးအပိုင်ရုပ်သွားတာမျိုးတော့မဟုတ်သေးပါဘူး။မော်ဝမ်းကြီးမော်ဝမ်းလေးစတဲ့နေရာတွေနဲ့တခြားနေရာတွေမှာတော့ဆက်ပြီးတော့တက်ဆွဲထားစေဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။ဟာခါမျိုးမှရဲစခန်းကိုလက်နက်ကင်တပ်ဖွဲ့တွေကဝင်ရောက်စီးနှင်းခဲ့ပြီးတဲ့နောက်မှာတော့အကျဉ်းသား15ယောက်လွတ်သွားတဲ့တဲ့င်း ကိုဆက်ပြီးပြောပြပါမယ်။ချင်းပြည်ရဲ့မြို့တော်ဖြစ်တဲ့ဟာခါမှာရှိတဲ့မြို့မရဲစခန်းကိုအော်တိုဘာလ16ရက်နေ့မှာ CDF ဟာခါရဲ့နောက်ပြီးတော့ CNF CNA ပေါ့လေဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေကဝင်ရောက်ပြီးတော့စီးနင်းတိုက်ခိုက်ခဲ့ကြပါတယ်။ဒီစစ်စင်ရေးထဲမှာစစ်ကော်မရှင်ဘက်က6ရောက်သေဆုံးခဲ့ပြီးတော့ဖမ်းဆီးခံထားတဲ့အကျဉ်းသား15ရောက်ကိုအောင်မြင်စွာနဲ့ကယ်ထုတ်နိုင်ခဲ့တယ်လို့တော်လိုင်းရင်အားစုတွေကပြောပါတယ်။အဲ့ဒီကယ်ထုတ်နိုင်ခဲ့တဲ့15ရောက်ထဲမှာဆို ိုရင်နိုင်ငံရေးနဲ့ဆက်ဆက်ပြီးတော့ဖမ်းဆီးခံထားတဲ့သူတွေလည်းပါပါတယ်။ချင်းမျိုးသားတပ်ဦးအဲ CNF CNA နဲ့ CDF ကရဲဘော်ဟောင်းတွေလည်းပါတယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်ဇူလိုင်လတုန်းကလည်းအဲ့ဒီစခန်းကိုတိုက်ခိုက်ခဲ့ပြီးတော့အကျဉ်းသား62ယောက်ကိုကယ်ထုတ်ခဲ့မှုတဲ့မှတ်တမ်းတွေရှိပါတယ်။အခုတိုက်ခိုက်မှုတဲမှာတော့တော်လန်ရင်အဖွဲ့တွေဘက်ကရဲဘော်တယောက်ကြာဆုံးခဲ့တယ်လို့ CNA နဲ့ CDF ဘက်ကအတည်ပြုထားပါတယ်။ ရွေးကောက်ပွဲသတင်းနဲ့ဆက်ပါမယ်မြန်မာရွေးကောက်ပွဲဟာဆိုလို့ရှိရင်ဒီစစ်အုပ်စုစီစဉ်မှုနဲ့ဖြစ်တာကြောင့်ပေါ့လေယုံကြည်စိတ်ချရတဲ့ရလက်ရမှာမဟုတ်တလို့စောင့်ကြည့်ဖို့လဲလူလွတ်မှာမဟုတ်ဘူးလို့ EU ကပြောဆိုလိုက်ပါတယ် Riders တရင်ဌာနရဲ့ဖော်ပြချက်အရာလာမယ့်ဒီဇင်ဘာလကုန်မှာစစ်ကောင်စီစစ်ကော်မရှင်ကပေါ့လေအာဂျင်ပါမဲ့မြမရွေးကောက်ပွဲဟာယုံကြည်စိတ်ချရတဲ့ရလက်ကိုပေးမှာမဟုတ်ဘူးလို့ဥရောပတမက EU ရဲ့လူခွင့်ရေးဆိုင်ရာကိုယ်စားလှယ်ကတုံ့တက်လိုက်တာဖြစ်ပါတယ် EU ရဲ့လူခွင့်ဆိုင်ရာအထူးကိုယ်စားလှယ်အာခိုင်ဇာအိုလမ်ဂရမ်က အော်တိုဘားလ16ရက်နေ့မှာရွေးကောက်ပွဲစောင့်ကြည့်သူမလွတ်ဘူးလို့ကွာလာလမ်ပူကနေတရားဝင်ကြေညာခဲ့တာပဲဖြစ်ပါတယ်။သူကရွေးကောက်ပွဲကိုစစ်အုပ်စုရဲ့စီစဉ်မှုနဲ့ကျင်းပတဲ့ရွေးကောက်ပွဲဖြစ်လို့ရလတ်တစ်ခုတည်းပဲထွက်ပေါ်လာမှာဖြစ်ကြောင်းပြက်ပြက်တသားဝေဖန်ခဲ့ပါတယ်။ဒီရွေးကောက်ပွဲကိုအနောက်နိုင်ငံအများပြားကလည်း2021ခုနှစ်အာနာသိမ့်ပြည်နောက်စစ်အုပ်စုကို တရားဝင်ဖြစ်စေဖို့ရည်ရွယ်တဲ့လိန်လယ်မှုတရက်အဖြစ်ရှုံချထားကြပါတယ်။ ဒီအတော့တွင်းမှာပဲဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကိုရိုင်းကလည်းဒီရွေးကောက်ပွဲကိုတနိုင်ငံလုံးအတိုင်းအတာနဲ့ကျင်းပနိုင်မှာမဟုတ်ဘူးလို့ဝန်ခံထားပါတယ်။ဒီလိုမျိုးဝန်ခံလိုက်တာဟာရွေးကောက်ပွဲဟာဘလို့မှပြည်သူအလုံးပါဝင်နိုင်တဲ့အသွင်ဖြစ်မှာမဟုတ်ဘူးဆိုတာကိုပို့ပြီးတော့ထင်ရှားစေပါတယ်။စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲဟာနိုင်ငံတကာအတိုက်အဝန်းရဲ့ဒီအတိမတ်ပြုမှုကိုရဖို့ခက်ခဲနေစေဖြစ်ပါတယ်။ ထိုင်းနယ်ဇက်ပြည်တနာတွေကြောင့်တရားမဝင် အလုတ်သမားတွေရဲ့မျှော်လင့်ချက်ဟာတရက်အတွင်းမှာပဲရက်ဆိုင်သွားခဲ့ရပါတယ်။ဒါကတော့ပန်းရောင်ကတ်ပေါ့လေ။ပန်းရောင်ကတ်လို့ခေါ်တဲ့ပန်းရောင်ဘတ်ထိုင်းနိုင်ငံထဲမှာတရက်ဝင် နေထိုင်အလုတ်လုံးကင်ခွင့်လက်မှတ်အသစ်လုတ်ပေးမဲ့ကိစ္စပါ။ထိုင်းကိုရောက်နေတဲ့မြန်မာတွေအပါအဝင်ဒီလာအိုကမ္ဘောဒီးယားဗီယက်နမ်ကရွှေ့ပြောင်းလုတ်တာခမန်းချီနှစ်တန်းဝင်းကျင်ကိုတရက်ဝင်မှတ်ပုံတင်ပေးမဲ့အစီအစဉ်ဟာ တ္တရက်ဆိုင်သွားခဲ့ပါပြီ။အောက်တိုဘာလ15ရက်နေ့ကမှဆလုပ်ပေးဖို့စီစဉ်ထားတဲ့ဒီ e-work permit စနစ်ကို ထိုင်းနိုင်ငံအလုပ်ကံရှာဖွေရေးဦးစီးဌာန Department of the Employment ပေါ့လေ DOE ကတရက်မပြည့်ခင်မှာပဲရက်တက်လိုက်တဲ့အကြောင်းကိုအောက်တိုဘာလ16ရက်နေ့မှာတရက်ဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။ရွှေဆိုင်လိုက်ရတဲ့အဓိကအကြောင်းရင်းတွေကတော့လက်ရှိထိုင်းမြန်မာနယ်စပ်အခြေအနေမတည်ငြိမ်မှုနဲ့ထိလွယ်ရှလွယ်ဖြစ်နေ တာကြောင့်လို့ထိုင်းသတင်းတွေမှာဖော်ပြကြပါတယ်။နောက်တစ်ခုကလည်းဒီထိုင်းကမ္ဘောဒီးယားနယ်စပ်မှာဆိုရင်လည်းမတည်ငြိမ်မှုတွေကဆက်ရှိနေတယ်လို့ထိုင်းသတင်းတွေကဆိုပါတယ်။ဆိုတော့ဒီအကြောင်းရင်းတွေကလည်းဒီပန်းရောင်ကလက်မှတ်ပေါ့လေအစ်စ်လုတ်ပေးမဲ့ကိစ္စအတွက်ရက်ဆိုင်စီတဲ့အကြောင်းရင်းတွေထဲမှာပါတယ်လို့ဆိုရမှာပါ။ဒီလိုမျိုးရုတ်တရက်ရက်ဆိုင်လိုက်တာကြောင့်အလုတ်သမားတွေဟာဖမ်းဆီးခံရမှာကိုစိုးရိမ်နေတဲ့စိတ်နောက်ပြီးတော့တရားမဝင်အခြေအနေမှာအာဘယ်လိုပြောမလဲဆက်လက်ပြီးတော့ရှိနေပ ပြီးစုဆောင်းထားတဲ့မှတ်ပုံတင်ကြီးနဲ့စီမံကိန်းတွေရပ်ဆိုင်းသွားတဲ့အတွက်စိတ်သက်ပိုင်းဆိုင်ရာမှာထိခိုက်မှုတွေနဲ့ကြုံနေကြရပါတယ်။ထိုင်းနိုင်ငံအလုတ်ကန်ရှာဖွေရေးဦးစီးဌာနကအာလုတ်သားပြဿနာကို ပို့ပြီးပြေဆုံးအောင်ဖြေရှင်းဖို့အာလို့အကြောင်းပြပေမဲ့ဒီအာလေးလာသူတွေကတော့နေဆက်တိုက်ပွဲတွေကြောင့်လူသစ်တွေအလုံးအရင်းနဲ့ဝင်ရောက်လာမဲ့ပြဿနာတွေနဲ့အတူ online စနစ်ဒီ e-work permit မှာ အာနီးပညာပိုင်းဆိုင်ရာပေါ့လေအဆင်မပြေမှုတွေရှိတာကြောင့်ဒီဆုံးဖြတ်ချက်ကိုချတာဖြစ်တယ်လို့လည်းသုံးသပ်နေကြပါတယ်။လက်ရှိမှာတော့ပန်းရောင်ကတ်ဒီလက်မှတ်အသစ်လုတ်ပြီးမဲ့ရက်ကို ထိုင်းအစိုးရဘက်ကအတိအကျဖော်ပြထားတာမျိုးမရှိသေးပါဘူး။ဒါကြောင့်အလုတ်သမားတွေနောက်ပြီးတော့အလုတ်ရှင်တွေအနေနဲ့ထိုင်းအလုတ်ကင်ဦးစီးဌာနရဲ့နောက်ဆက်တွဲသတင်းထုတ်ပြန်ချက်တွေကို အနီးကပ်စောင့်ကြည့်နေဖို့လိုအပ်ပါတယ်။ ဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြောပြသွားမှာပါပထမဆုံးနိုင်ငံတကာသတင်းကတော့ယူကရိန်းစစ်ပွဲနဲ့သမ္မတဒေါ်နယ်ထရမ့်တို့အကြောင်းပြောပြချင်ပါတယ် ယူကရိန်းသမ္မတဇလန်စကီဟာဝါရှင်တန်ကိုသမ္မတထရန့်နဲ့တွေ့ဖို့ရောက်လာခဲ့ပါတယ်။အတိကလာရတဲ့အကြောင်းရင်းကတော့ရုရှားကို အတွင်ပိုင်းအထိပြစ်ခတ်နိုင်တဲ့အာတိုမာဟော့အဒုံးကျည်တွေ ရနိုင်ဖို့ပါ။ဆိုတော့ဒါပေမဲ့သူရောက်လာတဲ့အချိန်မှာပဲအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာအချိန်အတော်ကြာအောင်ရုရှားသမ္မတနဲ့တယ်လီဖုန်းပြောပြနေအောင်ယူကရိန်း ပဋိပက္ခကို ဖြေရှင်းဖို့အတွက်သမ္မတပူတင်နဲ့ဟန်ဂေရီနိုင်ငံဘူဒါပက်စ်မှာတွေ့ဆုံမယ်လို့အင်ဖြူရကကြေညာလိုက်ပါတယ်။ဘယ်နေ့မှာတွေ့မယ်ဆိုတာကိုတော့ရက်အတိအကျ မပြောပေမဲ့ဒီတွေးဆုံဖို့ဆုံးဖြတ်ချက်ကြောင့်ဒီယူကရိန်းသမ္မတအနေနဲ့တော့ဒုံးကျည်တွေရနိုင်ဖို့အ ਨੇ ဆုံးဒီတွေးဆုံမှုပြီးတဲ့အထိဆောင်ရမလို့ဖြစ်သွားခဲ့ပါတယ်။ရုရှားရဲ့ Kremlin နန်းတော်ကတော့ဒီအမေရိကန်အနေနဲ့ယူကရိန်းကို Tomahawk ဒုံးကျည်တွေကို မပေးဖို့ပေါ့လေအပြင်းအထန်တတိပေးထားခဲ့တာလည်းဖြစ်ပါတယ်။ Tomahawk ဒုံးကျည်တွေကိုယူကရိန်းရသွားခဲ့ရင်ရုရှားရဲ့အတွင်ပိုင်းအထိပြစ်မှတ်တွေကိုထိထိရောက် ောက်ပြစ်ခတ်သွားနိုင်တော့မှာပဲဖြစ်ပါတယ်။နောက်ထပ်ပြောပြမယ့်သတင်းတစ်ပုဒ်ကတော့မြန်မာနိုင်ငံအနောက်ဘက်နယ်စပ်နားသတင်းမှာ ိန္ဒိယအရှေ့မြောက်ပိုင်းမြန်မာနဲ့နယ်နမိတ်ချင်းပေါ့လေနယ်ဆက်ချင်းထိဆက်နေတဲ့ဒီအာအရူနာချာပရဒက်ရှ်ပြည်နယ်ထဲမှာအိန္ဒိယအစိုးရလက်အောက်ခံအာတန်ရိုင်ဖယ်စခန်းတစ်ခုကိုလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ကအောက်တိုဘာလ15ရက်နေ့မှာဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အဖွဲ့အစည်းကတော့နာဂပီဆိုရှယ်လစ်ကောင်စီအာကပ်လန်အုပ်စုက YA အုပ်စုကွဲ NSCNKYA နဲ့ဒီမဏိပူရဲ့အာတပုံအဖွဲဖြစ်တဲ့ ULFA Independent ပူပေါင်းအဖွဲ့လို့ ဖြစ်တယ်လို့ Arthur Rifle အရာရှိကိုကိုးကားပြီးတော့ North East Life တင်ကဆိုပါတယ်။အာမနေ့လင်းအားကြီးအချိန်ပေါ့လေ၂နာရီခွဲလောက်ကနေ၃နာရီခွဲကြာမှာ Arthur ပြည်နယ်နဲ့အာ Arunachal Pradesh ပြည်နယ်အဆက်မှာရှိတဲ့ Arthur Rifle ရဲ့ရှေ့တန်းစခန်းတစ်ခုကိုဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သတင်းတွေကဆိုပါတယ်။အဆအဦးသတင်းတွေအရဆိုရင်တော့ Arthur Rifle က၄ယောက် ဒဏ်ရာရသွားတယ်လို့ဆိုပါတယ်ဒဏ်ရာရသွားတဲ့သူတွေကိုတော့ရဟတ်ရင်နဲ့ဈေးကူတာဖို့တည်သွားခဲ့ပါတယ် NSCN KYA အဖွဲ့နဲ့ ULFAI အဖွဲ့နှစ်ဖွဲ့အပေါင်းအင်အား40ကျော်လောက်ကဒီ မမူနယ်ထဲမှာရှိနေတဲ့အာတန်ရိုင်ဖယ်တပ်စခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့အာတန်ရိုင်ဖယ်ဘက်ကပြောပါရယ်။အိန္ဒိယရှေ့မြောက်ပိုင်းကကိုပိုင်အုတ်ချုပ်ရည်နဲ့လွတ်လပ်ရေးတောင်းဆိုနေတဲ့လက်နက်ကအဖွဲ့တွေဟာအိန္ဒိယမြန်မာနယ်စပ်မှာအခြေစိုက်ကြပြီးတော့အိန္ဒိယအစိုးရလက်အောက်ခံတပ်ဖွဲ့တွေနဲ့မကြာခဏဆိုသလိုတိုက်ပွဲတွေဖြစ်လေရှိပါရယ်။အရင်ကတော့အဲ့ဒီတိုက်ပွဲတွေဟာမနေပူပြီးနောက်ပြီးတော့အာတန်နဲ့နာဂလန်ပြည်နယ်တွေမှာဖြစ်လေရှိပေမဲ့အခုတိုက်ပွဲကတော့ အထက်ပိုင်းအရူနာချာပရဒက်ရှ်ပြည်နယ်ထဲမှာ ဖြစ်သွားခဲ့တာဖြစ်ပါတယ်နမည်ကျော် K-pop အဖွဲ့ဖြစ်တဲ့ Blackpink အဖွဲ့ဝင် Lisa လို့လူသိများတဲ့ Lalisa အာ Manoben ပေါ့လေကိုတော့လူကြီးလူငယ်တော်တော်များများကသိကြမယ်လို့ထင်ပါတယ် Lisa ဟာ Instagram မှာတော့ follower တန်း100ကျော်နဲ့ follower အများဆုံး K-pop နုပညာရှင်လည်းဖြစ်ပါတယ် အောက်တိုဘာလ15ရက်နေ့မှာတော့ထိုင်းနိုင်ငံရဲ့ခီးတွားလုပ်ငန်းမြင့်တင်ရေးအတွက် Amazing Thailand Ambassador အဖြစ်တရားဝင်ခန့်အပ်လိုက်ပြီလို့ထိုင်းခီးတွားလုပ်ငန်းအာဏာပိုင်အဖွဲ့ဒီ TAT ကကြေညာလိုက်ပါတယ်။ဒီသဘောတူညီချက်အရလီဆာပါဝင်မဲ့ခီးတွားမြင့်တင်ရေးလှုပ်ဆောင်မှုမှာလီဆာကိုဇောင်းပေးပြီးတော့ရိုက်ကူးထားတဲ့60စက္ကန့်ပေါ့လေရှိတဲ့ကြော်ညာတစ်ခုပါဝင်မှာဖြစ်ပါတယ်။ထိုင်းခီးတွားမြင့်တင်ရေးအဖွဲ့ TAT ကသူတို့ရဲ့ဒီကြော ော်ညာဗီဒီယိုကိုအဓိကအားဖြင့်စက္ကန့်30အရှည်နဲ့နောက်ပြီးတော့စက္ကန့်15စက္ကန့်ပေါ့လေအတူဆိုပြီးတော့နှစ်မျိုးတီးဖြတ်ထုတ်လုပ်มาဖြစ်ပါတယ်။နောက်ပြီးတော့15စက္ကန့်တော်ညာကိုထပ်ဆင့်တော်ညာပေါ့လေအတွက်ဆိုပြီးတော့ဒီတီဇာနဲ့ ထွေလာအတွက်အာပြင်ဆင်ပြီးတော့သုံးစွဲသွားမယ်လို့ဆိုပါတယ်ဒီခီးသွမ်းမြင့်တင်ရေးကြော်ညာတွေကိုလာမယ့်2026ခုနှစ်ဇန်နဝါရီလမှာလီစာပါဝင်တဲ့အထူးပွဲတစ်ပွဲမှာအစတင်ပြီးတော့ထုတ်လွှင့်သွားမှာဖြစ်ပါတယ်ဒါတင်မကပဲအယောင်မြင့်တင်ရေးဓာတ်ပုံ12ပုံလည်းပါဝင်မှာဖြစ်ပါတယ်သဘောတူညီချက်အရာကတော့လီစာရဲ့ကိုယ်ပိုင် Instagram ကအကောင့်ကနေအာဒီ post တစ်ခုနဲ့ ကုမ္ပဏီအကောင့်ကနေ post တစ်ခုတင်มาဖြစ်ပါတယ်။ဒါအပြင် TAT နဲ့နိုင်ငံရဲ့ချားမှာရှိတဲ့ယုံတွေကဒီ post ကို Amazing Thailand platform တွေကနေတဆင့်ပြန်ပြီးတော့ share မယ်ပေါ့เนาะပြီးတော့ဟိုဖြတ်မယ်လို့ဆိုပါတယ်။ ဆိုတော့ဒီနေရာမှာလီဆာရဲ့ကြော်ကြားမှုကြောင့်နိုင်ငံတကာခရီးသည်အသစ်ပေါ့လေ၅တန်းကနေ၁၀တန်းထိရရှိပြီးတော့သူတို့တွေစီကနေဝင်ငွေဘတ်ဘီလီယံ250ဆီယံနဲ့900အတွင်းအမေရိကန်ဒေါ်လာနဲ့ဆိုလို့ရှိရင်တော့10ဘီလီယံကနေ16ဘီလီယံအတွင်းရနိုင်မယ်လို့မျှော်မှန်းထားတာလည်းဖြစ်ပါတယ် နောက်ဆုံးတစ်ပုတ်ကတော့2026ခုနှစ်ကမ္ဘာဖလားပြိုင်ပွဲနဲ့ဆိုင်တဲ့သတင်းမှာပွဲစဉ်တွေကတော့နောက်နှစ်ဇွန်လမှစတင်မှာဖြစ်ပေမဲ့ဒီလက်မှတ်ပေါင်းပေါ့လေတသန်းကျော်ကိုရောင်းချပြီးသွားပြီလို့ကမ္ဘာဘောလုံးအဖွဲ့ချုပ် FIFA ကပြောပါတယ်။အများဆုံးဝယ်ကြတဲ့နိုင်ငံတွေကတော့အရှေ့နိုင်ငံတွေဖြစ်တဲ့အမေရိကန်ပြည်ထောင်စုနောက်ပြီးတော့ကနေဒါနဲ့မက္ကဆီကိုနိုင်ငံတွေကဖြစ်ကြပါတယ်။အဲ့ဒီနောက်ကလိုက်တဲ့နိုင်ငံတွေကတော့အင်္ဂလန်၊ဂျာမနီ၊ဘရာဇီး၊စပိန်၊ကိုလံဘီယာ၊အာဂျင်တီး ီးနာနဲ့ပြင်သစ်တို့ဖြစ်တယ်လို့ FIFA ကပြောပါတယ်။အခုထိလက်မှတ်ဝယ်ယူထားတဲ့ဒီနိုင်ငံနဲ့နယ်မြေကစုစုပေါင်းဆိုလို့ရှိရင်212နယ်မြေပေါ့လေ212ခုရှိတယ်လို့လည်း FIFA ကဆိုပါတယ်။အခုပထမအတုပ်လက်မှတ်ဝယ်ယူဝင်ရတဲ့သူတွေဟာလက်မှတ်ဝယ်ယူဖို့မဲဖောက်ရမှာရှောက်ထားတဲ့သူ၄သမ၅သန်းတည်းရဖြစ်ပါတယ်။နောက်တစ်တုပ်ရှောက်ထားမယ့်ရက်ကတော့အောက်တိုဘာလ28ရက်နေ့ဖြစ်တယ်လို့ FIFA ကပြောပါ ါပါတယ်ရှင်သတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနကအပတ်စဉ်တင်းလာနေ့ရက်နေ့တောက်ကြနေ့ဒီညတိုင်းမှာရုပ်သံသတင်းအစီအစဉ်တွေကိုထုတ်လွှင့်ပေးနေတာဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။